အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလဲဒီနေ့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်တရေချက်လက်တင်တဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထား channel ဆိုရင်တော့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက် direction ရာကျွန်တော်တို့ anti party target တွေဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်နားလည်မယ်ပေါ့နော်လက်ရှိကျွန်တော်ဒါ BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့13000 13800ပေါ့နော်ဒီကြားထဲမှာရှိနေတာတွေ့ရမှာဖြစ်တယ် ETH ဆိုရင်လည်း2400 2500ဒီကြားထဲမှာရှိနေတယ်ပေါ့နော်တခြား HRP BNB Solana TRH ADA BCH Sui ပေါ်ဒီကွန်တွေမှာတော့နည်းနည်း recovery ဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော် dotsfsltc.apt.nia.icpeople.dequanya.ne တောင်းဆက်မှာရှိရလို့ပြောလို့ရတယ်ပေါ့နော်ဆက်ပြီးတော့လဲကျွန်တော်ဒါ BTC နဲ့ ETH ပေါ့နော်ကျွန်တော်တိုင်ဒီပတ်ဒီ target တွေအဘလို့ရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလဲဖူးချတော့တစ်ချက်လောက်ကျွန်တော်ဒါ chart pattern တွေကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် အာ okay ပထမဆုံးကျွန်တော်ဒီမှာ BTC ရဲ့ four hour chart ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒါ down side ကိုရောက်ခဲ့ပြီးတော့မှပြန်ပြီးတော့ high 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 ကိုဒီနေ့ uptrend မှာ move ဖြစ်နေတာတွေ့ရမှာဖြစ်တယ်ဒီနေ့လေးမှာပေါ့နော်ကျွန်တော်ဒါပြီးခဲ့တဲ့နေ့ရက်တုန်းက update လုပ်ထားတဲ့ video မှာဒီနေ့လေးမှာကျွန်တော်ဒါ volume နည်းတဲ့အတွက်ကြောင့်မလို့ small candle တွေအနေနဲ့ပဲတွေ့ရမယ်ပေါ့နော် strong recovery အနေနဲ့မတွေ့ရသေးဘူးလို့ကျွန်တော်ပြောခဲ့တာရှိရဲ့ဒါပေမဲ့ဒါကျွန်တော် profit တွေကိုတသိန်း၈000မှာဒါ profit နည်းနည်းယူထားလို့ရမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာရှိရဲ့ပေါ့နော် ိုတော့ကျွန်တော်ရဲ့ NTO ပြောမယ်ဆိုရင်တော့တသိန်းအောက်မှာလဲကျွန်တော် NTO ရှိတယ်တသိန်း3000တသိန်း4000မှာလဲ NTO ရှိတယ်တသိန်း9000တသိန်း6000လောက်ကလဲ NTO ရှိတယ်ဗောနော်အဲ့ဒီ NTO ပတ်တွေအကုန်လုံးယူထားတဲ့သူတွေအနေနဲ့လက်ရှိဆိုရင်ဒါ profit ထဲမှာရှိမယ်တချို့ဆိုရင်လည်းဒါ profit book လုပ်ပြီးသွားပြီဗောနော်ဆိုတော့4 hour ရလဲလက်ရှိကြည့်တော့ကျွန်တော်ဒါ trend map မှာပဲရှိနေတယ်လို့ပြောလို့ရတယ်ဗောနော် daily ရကျင့်တော့ကျွန်တော်ဒါပိုရှင်းမယ်ဗောကျွန်တော်ဒီမှာရှင်းပြမယ်ဆိုရင်ဒါ trend map မှာရှိနေကြတာကြာပြီဗောနော်ကျွန်တော်ဒါ hard 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 လို့ pattern တွေအနေနဲ့ trend map မှာ move ဖြစ်နေခဲ့တာ ဆိုတော့ဒီမှာကျွန်တော်ဒါ daily ရနားလဲနားလဲရမှာကျွန်တော်ရ register ကတော့တသိန်းတသောင်းကနေပြီးတော့တသိန်း12000မှာကျွန်တော် register ဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ရ spot line ကတော့ twin line ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်ရှိဒီဈာထဲမှာပဲကျွန်တော် spot line နဲ့ကျွန်တော် register ဈာထဲမှာရှိနေတယ်ပေါ့နော်ကျွန်တော်ဒီမှာ register နဲ့ spot ကိုတစ်ချက်လောက်ဆွဲပြကြည့်မယ်ဆိုရင်ဒါကတော့ကျွန်တော်ရဒါ register ဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါ spot line အနေနဲ့တွေ့ရမယ်ဆိုရင်တော့ကျွန်တော်ဒါ spot ကို twin line အနေနဲ့တွေ့ရမယ်ပေါ့နော် တော့ဒီမှာကျွန်တော်ရဲ့ sport boot one line အနေနဲ့တွေ့ရမှာပေါ့ဆိုတော့လက်ရှိဆိုရင်ကျွန်တော်ဒါ transport net အာ register ကြားထဲမှာပဲရှိနေပါနော်ဒီ pattern ကိုကျွန်တော် ascending triangle pattern လို့ခေါ်တယ်ပေါ့ ascending triangle pattern ကဒါပြောမယ်ဆိုရင်ကျွန်တော်ဒါ register ကို cross လုပ်မယ်ဆိုရင်အထက်ကိုကျွန်တော်ဒါကောင်းကောင်းမွန်မွန်ဖြစ်မယ်ကျွန်တော်ဒါ sport ကို break လုပ်မယ်ဆိုရင်တော့ down side ကိုပြန်ရောက်မယ်ပေါ့နော်ဆိုတော့ဒီနေ့လေးမှာကျွန်တော်ဒါ volume နည်းနေတဲ့အတွက်ကြောင့်မလို့ down side ကိုပြန်ပြီးတော့ရောက်ဖို့အလားအလာရှိနေပေါ့နော်ဆိုတော့ဒီ down side မှာပဲကျွန်တော်ဒါ pressure တစ်ခုအနေနဲ့ယူထားလို့ရမယ်ပေါ့ တသိန်း9000တသိန်း6000ပေါ့နော်ဒီကြားထဲမှာကျွန်တော်တို့က small margin low leverage long back ကို press and dip တစ်ခုယူထားလို့ရမယ်ကျွန်တော်တို့က short term target တွေအနေနဲ့ယူချင်တော့ကျွန်တော်တို့တသိန်း8000မှာယူထားလို့ရမယ်ပြီးတော့ကျွန်တော်တို့ register ဖြစ်တဲ့တသိန်း1000ကနေပြီးတော့တသိန်း12000မှာယူလို့ရမယ်ပေါ့နော်အဲ register ကို cross လုပ်မယ်ဆိုရင်တော့ကျွန်တော်က bull market အတွက် command ထားကြတဲ့ target တွေပေါ့နော်တသိန်းတစ်တောင်းခွဲတသိန်းနှစ်တောင်းပေါ့နော်အဲ့ဘက်ကိုကျွန်တော်ကတဖြည်းဖြည်းနဲ့ move ဖြစ်ဖို့ရှိမယ်ပေါ့ဒါကတော့ကျွန်တော်က daily ရပေါ့နော်ကျွန်တော်ပြန်ပြီးတော့ weekly ကတစ်ချက်လောက်ကြည့်ကြအောင်ပေါ့တော်တော်ကျွန်တော် weekly ကတော့အရင်ကတည်းကကျွန်တော်ဒါ premium မှာရှိနေကြတာတော်တော်ကြာပြီလို့ပြောမှာပေါ့နော်ဒီကနေစပြီးတော့ကျွန်တော်ဒါ premium မှာရှိနေကြတာပေါ့နော်ဟာဟာဟာလို့ပတ်တန်တယ်အနေနဲ့ဆိုတော့ဒီနားလေးမှာလည်းကျွန်တော်ဒါ recovery ကောင်းကောင်းဖြစ်ပြီးတော့ downside ကိုရောက်ခဲ့တယ်ပေါ့နော်ကျွန်တော်ဒါ9500အောက်ကိုနည်းနည်းရောက်ပြီးတော့မှပြန်ပြီး recovery ဖြစ်လာတဲ့အနေထားပေါ့ဆိုတော့ဒီနားလေးမှာနည်းနည်းလေးပြန်ပြီးတော့ slow movement ဖြစ်နေတာပေါ့နော်စေကွက်မှာနည်းနည်းလေး downside ရှိလိုက်နည်းနည်းလေး recovery ဖြစ်လိုက်ဒီပုံစံတိုင်းပဲဒီနားလေးမှာနည်းနည်းရှိနေကြတာကျွန်တော်ဒါ အလင်းငါပက်လောက်ရှိပြီပေါ့နော်ဒီအနေထားမှာဆိုတော့ကျွန်တော်ကျွန်တော်အထင်အရကတော့ဒီလထဲမှာပေါ့နော်ဒီလထဲမှာကျွန်တော်ဒါနည်းနည်းလေးဒီကဘာတွေထပ်ပြီးတော့တွေ့ရဖို့ရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့ဆိုတော့အကြောင်းမလို့ကျွန်တော်ဒါ pressure တည်းအနေနဲ့တသိန်း၄000အာတသိန်း၅000တသိန်း၆000ပေါ့နော်အဲ့တောင်တိုက်တူရောက်ခိုင်းကျွန်တော်ဒါ pressure တည်းယူထားလို့ရမယ် target တွေကတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့နော်ဆိုတော့ကျွန်တော်ဒါ second hand GDC နဲ့ပြောမယ်ဆိုရင်ကျွန်တော်ဒါ9000ကနေပြီးတော့9000တကယ်လို့9000အောက်ရောက်မှာပဲကျွန်တော်ဒါ second hand GDC အနေနဲ့ယူမယ်ပေါ့နော် တကယ်လို့ဈေးကွက်ကကြောင့်ဒါပဲနဲ့ challenge ကြောင့်ပဲဖြစ်ဖြစ်ပေါ့နော် volume နည်းလို့ဒါတရင်ချက်လက်တွေကြောင့်ပဲဖြစ်ဖြစ်ကြောင့်ဒါ down side ကိုရောက်ရင်တော့မ9000ကနေပြီးတော့9000 2000ပေါ့နော်အဲ့ဒီကိုရောက်ရင်တော့မကြောင့်ဒါ panic ဖြစ်စရာမလိုဘူးပေါ့နော်ကိုယ်ကိုရိုင်းသွင်းစရာမလိုဘူးပေါ့အဲ့ဒါကနေစပြီးတော့လဲကြောင့်ဒါ recovery ဖြစ်နိုင်တယ်ပေါ့နော်ဖြစ်ဖို့အလားအလာလဲပိုများတယ်ပေါ့ဒါကတော့ကြောင့်ဒါ BTC ရဲ့ core hour ရော daily ရော weekly ရောလက်ရှိထိလဲဈေးကွက်ကတော့ trend ပေါ်မှာရှိနေတယ်ကျွန်တော်ဒါ EMA ကြီးမှဆိုရင်လဲကျွန်တော် candle က200 EMA ထက်မှရှိရဲ့ ပတန်ရလဲဆိုတော့ဒီမှာ function နဲ့ပတန် ascending triangle pattern ပေါ့နော် bullish pattern တခုဖြစ်တယ် ascending pattern နဲ့ပတ်သက်ပြီးတော့နားမလည်တာရှင်းတယ်ကျွန်တော် post ရေးထားရှိတယ်အဲ့ဒါကျွန်တော်နားလည်လို့ရတယ်ပေါ့နော်တကယ်လို့ Google Google ထဲမှာကျွန်တော်ဒါရှာပြီးတော့ကြည်လည်ရတယ်ခုဆိုရင်ကျွန်တော်ဒါ AI နဲ့ကြည်လည်ရတယ်ပေါ့နော်ခုနားလည်ရှင်းတဲ့ pattern တွေဆိုတော့ဆက်ပြီးတော့ကျွန်တော်ဒါ ETH နဲ့ပတ်သက်တာကိုတစ်ချက်တော့ကြည့်ကြည့်အောင်ပေါ့ Okay ပထမဆုံးကျွန်တော်ဒါ ETH ရဲ့ daily ကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော် daily ကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုရင် Ethereum မှာလည်း volume နည်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါ movement ကနည်းနည်း slow movement ပဲတွေ့ရမယ်ပေါ့နော် strong recovery ဖြစ်တဲ့အနေအထားကိုကျွန်တော်ဒီမှာလည်းမတွေ့ရဘူးပေါ့ Ethereum လည်းပြီးခဲ့တဲ့ရက်တွေကကျွန်တော်ဒါ downside ကိုနည်းနည်းရှိပြီးတော့မှပြန်ပြီးတော့ trend back ကိုနည်းနည်း move ဖြစ်နေတဲ့ coin တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိထိလည်းသူ့အနေနဲ့လည်းဒါကောင်းကောင်းမမ move အထက်ကို move မဖြစ်နိုင်သေးဘူးပေါ့နော်ပြောမှဆိုရင် volume နည်းတဲ့အတွက်ကြောင့်မလို့ဒီနားလေးမှာနည်းနည်းကြမ်းကြမ်းနဲ့အနေအထားတွေ့ရမယ် ဆိုတော့ Ethereum မှာ form ဖြစ်နေပတ်တန်ကလည်းကျွန်တော်ဒါ sending triangle ပတ်တန်ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်က Ethereum ရဲ့ register ကိုကြည့်မှဆိုရင်လည်းကျွန်တော်ဒါခုနလိုပဲပေါ့နော် BTC ရဲ့အာကျွန်တော်ဒါ daily ကိုကြည့်သွားပါပေါ့နော်အာ sending triangle ပတ်တန်ပဲပေါ့နော် register ကိုကျွန်တော် split line အနေနဲ့တွေ့ရမယ် spot ကိုအနေနဲ့ကျွန်တော်ဒါ twin line အနေနဲ့တွေ့ရမယ်ပေါ့နော်ဒါပေမဲ့ Ethereum မှာနည်းနည်းလေးရှိနေတာဘာကြောင့်ဘာရှိနေလဲဆိုတော့ကျွန်တော်ဒါပြောမယ်ဆိုရင်ဒါ Ethereum coin ကိုဝယ်တဲ့သူတွေကတော်တော်များတယ်ပေါ့နော်များနေတယ် ဒါမှကျွန်တော်ဒါ Ethereum အရင်ကတည်းကကျွန်တော်ဒါပြောမှဆိုရင် strong coin တစ်ခုလည်းဖြစ်တယ်ဘောနော်နည်းနည်းလေးဒီနားလေးမှာဖြစ်နေတဲ့ပြဿနာဘောနော် Ethereum နဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော် whale movement တွေဘောနော် whale movement တွေနည်းနည်းများနေနည်းနည်းရောက်လိုက်ကျွန်တော်ဒါရောင်းလိုက်ဘောနော်ပြန်ပြီးတော့ downside ကိုရောက်လိုက်ရောင်းလိုက်အဲ့ဒီအနေအထားတွေဖြစ်နေတာဘောနော် whale movement တွေနည်းနည်းများနေတယ်ဆိုတော့ Ethereum ကလည်းပြီးတော့ volume နည်းတဲ့အချက်လည်းပါတာဘောနော်အဲကြောင့်မလို့ကျွန်တော်ဒီမှာတခါပါဒီ strongly မတွေ့ရသေးတာဘောနော်ဆိုတော့ Ethereum ကိုကျွန်တော်ဒါ fresh energy တစ်ခုယူခြင်းနဲ့သူတွေအနေနဲ့ 2400ပေါ့နော်2000 2300ပေါ့ဒီကြားထဲမှာကျွန်တော်ဒါ pressure ဒီတခုယူထားလို့ရမယ်ပြီးတော့ကျွန်တော်ဒါ down side ကိုရောက်ခတ်မယ်ဆိုရင်ဒါ1800ပေါ့နော်အဲဝင်ကျင်မှာကျွန်တော်ဒါ second and dc အနေနဲ့လုပ်မယ်ကျွန်တော်ဒါဟိုဘက်ကိုကျွန်တော်ဒါ target တွေအနေနဲ့ကြွားမယ်ဆိုရင်တော့ကျွန်တော်ဒါ short term ကတော့2800 2800ပေါ့နော်ဘာကြောင့်လဲဆိုရင် ethereum ပြတာ confirmation zone တခုဖြစ်တယ်ပေါ့2800 2800ဆိုတာပေါ့နော် အဲ့တော့ cross flow မှာဆိုရင်တော့အထက်မှာကျွန်တော်ဒါ3000 3500နော်တဖြည်းဖြည်းနဲ့ move ဖြစ်မယ်ဆိုတော့လက်ရှိအနေထားမှာကျွန်တော်ဒါ bull market ကနည်းနည်းကြံ့ကြံ့နေတဲ့အနေထားတစ်ခုတွေ့ရတယ်ပေါ့နော်ဒါမဲ့လည်းကျွန်တော်ဒါအချိန်တစ်ခုပေးမယ်ဆိုရင်တော့ဒါဒီကွက်ထမ်းမှာကောင်းကောင်းမုံတွေကပါလိဖြစ်ပြီးတော့ကျွန်တော်ဒါ point တော်တော်များများလည်းကျွန်တော်တို့ထက်ဒါပတ်စံရှာပေးနိုင်မယ်အနေထားမှာရှိရပေါ့နော်ဒါပြောမယ်ဆိုရင်တခြား coin တွေကလည်းတော်တော်များများလည်းဝယ်လို့ကောင်းတဲ့အနေထားမှာရှိရ coin တွေလည်းအာဒါကျွန်တော်အနေနဲ့ဗီဒီယိုလုပ်ပြီးတော့ update လုပ်ပေးထားတာတွေရှိရပေါ့ ဆိုတော့ခဏိပီဒီယိုမှာတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာရှင်းလဲကျွန်တော်ဒါ comment ချန်ထားလို့ရပါတော့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်